တန်းစုံငိန်လုံးငိုးပြနေရလို့လူပြောများနေတဲ့နဝက်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဝိဆိုရာလဲတတ်တယ်ဆိုတဲ့စကားကိုလက်တွေ့သက်သေပြသွားတဲ့သူကတော့ MGN ဥက္ကဋ္ဌနဝက်ပေါ့ဘာဖြစ်လို့လဲဆိုတော့မှတ်မိကြအောင်မလားမသိဘူးလွန်ခဲ့တဲ့တစ်နှစ်လောက်ကကျမတို့မြန်မာအလှမဲတန်းစုံငိန်ကို drama queen ဆိုပြီးတော့နာမည်တက်ပွဲရှာခဲ့ရပါအသက်18နှစ်ပဲရှိသေးတဲ့ကောင်မလေးတယောက်ကိုကမ္ဘာစင်မြင့်ပေါ်မှာအရင်လိုနာမည်တက်ပြီးတော့လောင်ရည်စရာဖြစ်အောင်လုပ်ခဲ့တာထိုက်တန်တဲ့စုကိုမပေးခဲ့ဘူးဆိုပြီးပရိသတ်တွေကအကြီးအကျယ်ဒေါသထွက်ခဲ့ကြရပါသေးတယ် အခုတော့ဘလို့ဖြစ်သွားပြီလဲဆိုတော့အဲ့ဒီ drama queen လို့သူများတွေကိုလိုက်ပြီးတော့တစိကက်ခဲ့တဲ့ပပနက်ဝဲကိုတိုင်းကမ္ဘာအကြီးဆုံး drama ကိုခင်းကျင်းပြသနေရပါပြီ။သူများတွေကိုငိုအောင်လုပ်ခဲ့တဲ့သူအခုကိုတိုင်းမထွက်တဲ့မျက်ရည်တွေကိုအတင်းညစ်ပြီးတော့ငိုပွဲတွေကိုနှွှဲနေရပြီဆိုပြီးကမ္ဘာဖေးချမ်းပရိသတ်တွေကဝိုင်းပြီးတော့ပြောနေကြပါပြီ။ နဝက်ကတော့သူ့ရဲ့ MGN ကိုအာယုံမဆိုင်တော့ပဲဒီနှစ်2025ခုနှစ်မှာမေဆနီဘောင်းစ MU ပြိုင်ပွဲကြီးကိုထိုင်းနိုင်ငံမှာအင်ရှင်ဖြစ်တဲ့လက်ခံကျင်းပဖို့ဘက်တန်း200ကျော်အကုန်ချခံပြီးတော့ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ သူရဲ့ပါဝါကို MGN ကနေ MUI အထိပါဖြန့်ကျက်ဖို့အတွက်စူးစမ်းခဲ့ရပါဒါပေမဲ့ MGN က MU မဟုတ်ဘူးဆိုတာကိုသူမေ့သွားပုံရပါတယ်ပြန်ဝဲချင်းမပြီး၃ရက်မြောက်နေမှာပဲနဝတ်တယောက်သူရဲ့ဗီဇအတိုင်းပဲစပါတော့တယ်ပြန်ဝဲဝင်အလားမယ်ရအားလုံးရဲ့ရှေ့မှာမီဒီယာတွေရဲ့ရှေ့မှာ Miss Universe Mexico ကိုထောက်ပြီးတော့ဒီတယောက်အရန်စကားများတယ်နားကြီးတယ်အယူမလိုပဲဆိုပြီးတော့အမျိုးသမီးတယောက်ရဲ့ဂုဏ်သိက္ခာတွေကိုအညိုတကြီးနဲ့ထိခိုက်ပြောဆိုခဲ့ပါတယ် MCA မှာလို့သူစိတ်ကြိုက်ချင်လဲလို့ရမယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့ MUN ကအလှမယ်တွေကကြုံမဟုတ်ပါဘူး။မက္ကစီကိုအလှမယ်ကဒီစော်ကားမှုကိုလက်မခံပဲဒီပြိုင်ပွဲကိုဆက်မပြိုင်တော့ဘူးဆိုပြီးစင်ပေါ်ကနေချက်ချင်းပဲဆင်းသွားခဲ့တာပါ။သူတို့ကနေတခြားနိုင်ငံကအလှမယ်တွေအများကြီးကပါထောက်ခံတဲ့အနေနဲ့လိုက်ထွက်သွားကြပါတယ်။အဲဒီမှာနဝတ်တယောက်ချိန်မကန်မီလက်မကန်မီဖြစ်ပြီးသူ့ရဲ့ပါဝါကိုထုတ်သုံးပါတယ်။ခမ်းမတကားတွေကိုပိတ်ခိုင်းတော့လုံခြုံရေးတွေကိုနောက်ဆုံးလုံခြုံရေးတွေနဲ့ပါချိန်ချောက်ပြီးတော့ အလှမယ်တွေကိုအာဏာပြဖို့အတွက်စ조사ခဲ့ပါသေးတယ်။ဒီသတင်းတွေကမ္ဘာမီဒီယာကိုပြန်သွားတာနဲ့တပြိုင်တည်း MUI ရဲ့ပင်မအုံနာတွေကနဝက်ကိုဒီပွဲကနေချက်ချင်းထုတ်ပယ်လိုက်ပါတော့တယ်။ဘက်တန်းနဲ့အကုန်ခံပြီးတော့ဝင်ခဲ့တဲ့ပွဲကနေ၃ရက်နဲ့အရှက်တကွဲအကျိုးနှဲစွာနဲ့အထောက်ခံလိုက်ရတာပါ။အခုတော့နဝက်တယောက်ခေါင်းပေါ်အကျွေးတွေဝိုင်းနေပါပြီ။ရင်းနှီးမြှုပ်နှံထားတဲ့ဘက်တန်းနေရာကလည်းရှုံ။စပွန်ဆာအကျွေးတွေကလည်းပတ်လည်ဝိုင်းနေ။ကမ္ဘာလေမှာအရှက်ကွဲ ဒါကြောင့်မျက်ရည်မထွက်ဘဲငိုပြနေရတယ်ဆိုပြီးလူတွေကပြောနေကြတာပါဒါကသူ့ရဲ့ပထမဆုံးအချိန်မဟုတ်ပါဘူးမနစ်က MGN ဝင်တော်အိန္ဒိယအလှမဲ့ Rachel Gutter ကိုလည်း Crown ပြန်သိမ်းခဲ့တော့ကသူ့ရဲ့ဂျိုင်းချွေးနှန်းကမိုင်းတရာလောက်ကနေတောင်ရှာတယ်နင်းကောင်ကကန်ထုတ်လိုက်တာဆိုပြီးတော့အင်မတန်နေကြတဲ့စကလုံးတွေနဲ့လူသိရှင်ကြားအဆက်ခွဲခဲ့ပါသေးတယ်သူ့အတွက်ဈေးရောက်မပေးနိုင်တဲ့သူစီးပွားရေးအတွက်အကျိုးမရှိတဲ့အလှမဲ့အမှန်တရားကိုသူကအမိုက်လို့သဘောထားခဲ့ရပါ အခုတော့သူကိုယ်တိုင်ကမ္ဘာအကြီးဆုံးဒရမာကင်းအဖြစ်နဲ့တရဖူဆောင်းလိုက်ရပါပြီ။တဲဆွန်ရင်ကိုပြောခဲ့သမျှစကားလုံးတွင်ရေချေကူတာကိုစော်ကားခဲ့သမျှအပြုမှုတွေအလုံးအတွက်ဝိကနောင်ဘဝတောင်မကူပဲဒီဘဝဒီအချိန်မှာပဲချက်ချင်းလဲသွားတာပါ။ပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်ချက်ကိုဘယ်လိုမြင်ပါသလဲ။တောင်ကနဝဲရဲ့ပပါအင်ပါယာပြိုလဲခြင်းရဲ့အစပဲလား။တဲဆွန်ရင်ကိုပြောခဲ့တဲ့ကောင်ကဝမ်းသာအယလက်ခုပ်တီးခဲ့တဲ့သူတွေအခုနဝဲငိုဝဲနှဲနေရတာကိုရောဘယ်လိုခံစားနေရမလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကို းဇူးတင်ပါတယ်ရှင်